မင်္ဂလာပါရှင်ကစ်တစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့လာရှို MND အင်အားရာနယ်ကြီးလက်နက်အပြည့်စုံနဲ့တိတ်နီဘက်ကိုတပ်ပြောင်းရွှေ့ရဲအကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်လာရှို့မှာကိုကန့်တပ်သားအင်အားအများပြားကစစ်လက်နက်အပြည့်စုံကင်ဆောင်ပြီးကား9စီးနဲ့တိတ်နီဘက်ကိုမျက်နှာမူပြီးချီတက်သွားခဲ့ကြောင်းသိရပါတယ်မနေ့ကမလ10ရက်မနေ့ပိုင်းမှာကိုကန့်တပ်ဖွဲ့ MND တိမ့်ပိုက်ထားတဲ့လာရှို့မြို့မှာကိုကန့်တပ်သားတွေကစစ်လက်နက်အပြည့်စုံကင်ဆောင်ပြီးကား9စီးနဲ့အင်အားရာနယ်ချီပြီးတိတ်နီ မျိုးဘက်ကိုရင်တန်းနဲ့ခြိတက်သွားခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။လာရှုဘက်ကလာတာကိုကန်စစ်သားတွေကားပေါ်အပြည့်ပဲ6ဘင်းကားနဲ့9စီးလောက်လာတယ်။ဘယ်ကိုသွားမလဲတော့မပြောတတ်ဘူးလို့တိန်နီမျိုးနယ်အတွင်းကိုရိုင်းမြင်တွေ့ခဲ့ရတဲ့ဒေသခံမျိုးသားတောင်းကပြောပါတယ်။လာရှုမျိုးအခြေဆိုင်ကိုကန်တပ်သားများမှလက်နက်အပြည့်စုံနဲ့ထွက်ခွာသွားခြင်းကြောင့်ရခိုင်လာကတရင်ထွက်ပေါ်ခဲ့တဲ့အတိုင်းစွန်လာမတိုင်းမီလာရှုမျိုးပေါ်မှာကိုကန်တပ်များအတုံးလိုက်ဆုတ်ခါသွားမှာကိုဒေသခံတွေကစိုးရိမ်နေပြီးစစ်ကောင်စီနဲ့တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်ကြောင်းသုံးသပ်ပြောဆိုမှုတွေရှိပါတယ် အလားတူမလဆန်ပိုင်းမှာလည်းလာရှုမျိုးမှာထွက်ခွာသွားတဲ့ကိုကန့်တက်သားရင်းကိုလာရှုသိန်းဒီလမ်းပိုင်းမှာမြင်တွေ့ရပြီးအဒီမှာတဆင်ကိုခိုင်မျိုးနယ်ဘက်ကိုဆက်လက်ထွက်ခွာသွားနိုင်တယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါရယ်အရှင်တဘက်ကကိုကန့်စစ်သားရီသိန်းဒီဘက်တက်သွားတယ်လူကောလက်နက်ကောပါတယ်ဆိုတော့အထူးဆန်းနေသိန်းဒီကနေကိုခိုင်ဘက်ကိုဆက်သွားမှာဘဲကိုဦးတီလည်းတိချာမပြောတတ်ဘူးလို့လာရှုကိုခိုင်ကုံရောင်းဝယ်ရင်းစည်းတဲ့တအုပ်ကပြောပါရယ်ကိုကန့်တက်ဖွဲ့ MND နဲ့စစ်ကောင်စီအကြတရုတ်နိုင်ငံရဲ့ချောင်းဝင်စည်းစပ်မှုနဲ့ကုမင်းမျိုးမှာခုနှစ်ကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုအပြီး င်းဇန်နဝါရီလ18ရက်နေ့မှာစတင်ပြီးတရားဝင်အပြည့်ရဲ့သဘောတူညီချက်အသက်ဝင်ကြောင်းဇန်နဝါရီ20ရက်မှာပြုလုပ်ခဲ့တဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲမှာ Miss Morning ကထုတ်ပြန်ပြောကြားခဲ့ပါတယ်။၎င်းအပြည့်ရဲ့သဘောတူညီမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်အချင်းဆိုင်ရာလာရှုမျိုးကိုထိန်းချုပ်ထားတဲ့ကိုကန်တပ်ဖွဲ့ MNDA မှာ2025ခုနှစ်အစောလမတိုင်မီတတုပ်ပြီးတတုပ်ပြန်လည်ဆုတ်ခွာပေးရမှာဖြစ်ကြောင်းသတင်းထွက်ပေါ်ခဲ့တယ်လို့ကာယကံရှင်ဖြစ်တဲ့စစ်ကောင်စီနဲ့ MNDA တို့မှအတည်ပြုထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။စစ်ကောင်စီ နဲ့ကိုကန့်တပ်ဖွဲ့ MND တို့ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာမှာတစ်ကြိမ်2025ခုနှစ်စန်နဝါရီလအတွင်းတစ်ကြိမ်တွေ့ဆုံခဲ့ပြီးအခုမလအတွင်းထပ်မံတွေ့ဆုံနိုင်မဲ့သတင်းများလည်းထွက်ပေါ်နေလျက်ရှိပါသေးတယ်။ ဆလဘီရေမျိုးနဲ့ကွန်ဒူးကျေးရွာဒိတ်ရှိစစ်တပ်ကင်ပုံးကိုရေဘလူးဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်ကံမုံဝင်နေတဲ့စစ်သားအလုံးထွက်ပြေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရေမျိုးနဲ့ကွန်ဒူးကျေးရွာဒိတ်ရှိအကြမ်းဖက်စစ်တပ်ကင်ပုံးနေရာကိုရေဘလူးဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်ကံမုံဝင်နေတဲ့စစ်သားအလုံးထွက်ပြေးသွားကြောင်းရေဘလူးဖွဲ့ကောင်းဆောင်ကပြောပါရယ်။မလ17ရက်နေ့မှာကွန်ဒူးကျေးရွာရှိပြည်သူများဖြတ်တန်းသွားလာတဲ့လမ်းကိုပိတ်ဆို့ပြီးကင်ပုံးချထားတဲ့အကြမ်းဖက်စစ်တပ်ကိတ်ကိုရေဘလူးဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်စစ်ကောင်စီတပ်သားများကပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲထွက် ပြေးသိမ်းရှောင်သွားကြောင်းသိရပါဗျ။ကျွန်တော်တို့ဒီနေ့ကွန်တူချင်းရွာထိပ်မှာသူတို့အပေါ်ကရွာသားတွေဖြတ်တန်းသွားလာလို့မရအောင်လမ်းကိုကြောက်ကားနဲ့ပိတ်ထားတာကြားပြီးကျွန်တော်တို့တခါတိုက်ပွဲဖြစ်တဲ့နေရာပေါ်အဲ့ဒီနေရာကိုချိန်မုံကြီးဒီနေ့ပြန်ဆင်းတော့သူတို့တွေထွက်ပြေးသွားတယ်။သူတို့မနေရဘူးကျွန်တော်တို့ဂိတ်ကိုသိမ်းဆည်းရမိရင်မိရှုပ်ဖြက်စီလိုက်တယ်။သူတို့ယူနီဖောင်းတွေမပါဘဲထွက်ပြေးသွားတယ်လို့ရေးဘလူးဖွဲ့ကောင်းဆောင်ကပြောဆိုပါတယ်။ အဆိုပါကွန်တူးချင်းရွာထိပ်ရှိလမ်းပိုင်းကိုအကြံဘက်စစ်ကောင်စီတပ်သားတွေကကြောက်ကားနဲ့လမ်းပိတ်ပြီးကင်းပုံများချကာဂိတ်ဖွင့်စစ်ဆေးနေခြင်းဖြစ်ကြောင်းဂိတ်ကိုဖြတ်တန်းသွားလာတဲ့ပြည်သူတွေကိုလည်းအကြံဘက်စစ်ကောင်စီတပ်သားများကစစ်ဆေးခြင်းများပြုလုပ်ပြီးဆိုင်ကယ်များကိုတာပေးဝင်ပြီးကားများကိုဝင်ခွင့်မပြုဘဲအတင်းအဓမ္မသိမ်းဆည်းမှုတွေလှုံ့ဆော်နေခြင်းဖြစ်ကြောင်းရေးဘလူးဖွဲ့ကောင်ဆောင်ကဆက်လက်ပြောဆိုပါတယ်။ဆက်လက်ပြီးကြောက်ပရောင်မှလူငယ်များကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေပြူစောတီကောင်ဆောင်ကြော်စမ်းဝင်ပြစ်ခတ်ခံရပြီးတိုက်စုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းကြောက်ပရောင်မှလူငယ် င်းများကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေပြူစော်တီကောင်းဆောင်ကျော်စန်းဝင်းကိုပြက်ကတ်တိုက်ခိုက်ရာတိဆုံးခဲ့တယ်လို့ PPGF တပ်ဖွဲ့မှရေးပေါ်ပြတ်တာကပြောပါတယ်။မလ၁၀ရက်နေ့ညနေ၄နာရီခန့်မှာကြောက်ပောင်းမြို့နယ်ပုတ်ပါမှာအခြေဆိုင်ထားတဲ့ MH 88ချင်းလင်းတရင်မှပြန်လာတဲ့ပြူစော်တီကောင်းဆောင်ကျော်စန်းဝင်းကောင်ငချုံကိုပြက်ကတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတိဆုံးခဲ့ကြောင်းသိရပါတယ်။တိဆုံးသွားတဲ့ပြူစော်တီကျော်စန်းဝင်းကလူငယ်များကိုစစ်မှုထမ်းဖို့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခြင်းကျင်းရွာလျက်စင်မီရန်ပုံငွေတွေကိုအတင်းအဓမ္မကောက်ခံသိမ်းယူခြင်း ချင်းတော်လိုင်းရဲဘော်များနဲ့ဆက်ဆက်သူများကိုအကြမ်းဖက်စစ်တပ်ထံတရင်ပေးတိုင်ကြားဖမ်းဆီးခိုင်းခြင်းတွေကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။သူ့အိတ်ထဲကမှတ်ပုံတင်ကတ်နဲ့ရင်မောင်းလိုင်စင်တင်းစင်ရရှိရင်ကြောက်ပရောင်88တန်ရင်ကအပြန်ကိုစောင့်ပြီးတိုက်ခိုက်ခဲ့တာသူနဲ့အပေါင်းပါရီတတိအကြီးကြီးထားပါလို့ပဲပြောကြမှာလေ PPGF တပ်ဖွဲ့မှရဲဘော်ပြတ်တာကပြောပါရီအဆိုပါတိုက်ခိုက်မှုကို PPGF တပ်ဖွဲ့မှတော်လိုင်းရဲဘော်များကပြုလုပ်ခဲ့တာဖြစ်ပြီးအထူးကိမရှိပြန်လည်ဆက်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် ဇလဗီကီနီပြည်မှာတိုက်ပွဲပြင်းထန်နေပြီးထိုင်းနိုင်ငံမေဟောင်ဆောင်ခရိုင်တွင်လက်နက်ကြီးကြီးကြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တိုက်ပွဲများပြင်းထန်ပြီးကီနီပြည်နယ်နဲ့ထိစပ်နေတဲ့ထိုင်းနိုင်ငံမေဟောင်ဆောင်ခရိုင်တွင်လက်နက်ကြီးကြီးကြရောက်ခဲ့ကြောင်းထိုင်းသတင်းဌာနကမလ17ရက်မှာဖော်ပြပါရယ်။မြန်မာဘက်ကမှတိုက်ပွဲများပြင်းထန်နေတာကိုမေဟောင်ဆောင်ခရိုင်ပန်ဝှိ့ မကမ်စွမ်းနဲ့ပပနာပိကျေးရွာတွေကကြားနေရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်က၎င်းတို့ဆုံရှုံခဲ့တဲ့နေမြေခြေကုပ်စခန်းများပြန်လည်သိမ်းပိုက်ဖို့ကြိုးပမ်းနေရလို့ထိုင်းတာဝန်ရှိသူတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီးအသိပေးထားပါတယ်။ကယင်နီပြည်နဲ့ထိုင်းနယ်စပ်မှာတိုက်ပွဲဖြစ်ပွားမှု ရှိကြောင်းလည်းကယင်နီပြည်တပ်မတော်တာဝန်ရှိသူတောင်းကပြောပါတယ်။ မပီးသေးဘူးနောက်မှအတိပေးမယ်လို့၎င်းကစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားနေမှုကိုရှင်းပြပါရယ်စစ်ကောင်စီတပ်အုံပြမှုတွေက120မမကြီးကမဲဟောင်ဆောင်ခရိုင်ဘန္နာပါပိကျင်းရွာရှိစိုက်ကင်းတစ်ခုမှကြာရောက်ခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကဆိုပါရယ်လက်ရှိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းအတွင်းဒေသခံများတတိထားဖို့နဲ့နေဆက်ဒေသများရှောင်ရှားဖို့မဲဟောင်ဆောင်ခရိုင်မှုကအတိပေးကြောင်းလည်းရေးသားထားပါရယ်စကားစအနေနဲ့ရှမ်းဘက်ကနေပဲစစ်တိုးလို့ရမှာပေါ့ရှင်းနေတာပဲအခုတိုက်ပွဲကသူတို့ဆုံးရှုံးထားတဲ့နေဆက်စခန်းတွေကိုပြန်ယူလို့ရမလားဆိုတဲ့ ပုံစံမင်းလို့ကရင်နီစစ်ဘက်သတင်းရှင်မြစ်တွေကပြောပါတယ်။ ။ကရင်နီနဲ့ထိုင်းနိုင်ငံနေကြားရှိစစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ချံဖြစ်တဲ့တောင်ကရုံခြေကုပ်စခန်းကိုကရင်နီတပ်မတော်ကပြီးခဲ့တဲ့ဖေဖော်ဝါရီ17ရက်ကသိမ်းပိုက်ခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ထိစပ်နေတဲ့ကရင်နီပြည်နယ်နယ်စပ်မှာ MSN PP9 မှာ60တိရှိပြီးစစ်ကောင်စီရဲ့မစုံတမ်းတဲ့ခြေကုပ်စခန်းပေါင်း30ကျော်ကိုကရင်နီဘူပေါင်းတပ်တွေကသိမ်းဆည်းထားပါတယ်။ဇလဘီတဝဲမြင့်အတိုင်းစုံစင်းလာတဲ့စစ်ကောင်စီရင်ရင်လက်နက်ကြီးထိမှန်မီးလောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တဝဲမြို့မှာတဆင်မြေကြောင်တိုင်းစုံစင်းလာတဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာ ဲ့ဆက်လီတစီကိုလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ရာမီးလောင်သွားကြောင်းတဝဲတပ်ပေါင်းစုကမလ17ရက်မှာအသိပေးထုတ်ပြန်ပါတယ်မလ10ရက်ည17နာရီခန့်ကတဝဲမြို့မှာတင်ရချောင်းမြို့နယ်စင်ပြူပြင်စိတ်ကမ်းဘက်ကိုစုံစင်းလာတဲ့စစ်ကောင်စီရဲ့ဆက်လီတစင်ကို RPG လက်နက်ကြီးအပါဝင်လက်နက်ငယ်တွေနဲ့တိုက်ခိုက်ချိန်မုန်းခဲ့တယ်လို့ဖော်ပြပါတယ်ညကမြေချောင်းတိုင်းဆင်းလာလို့ပြင်းထင်လိုက်တာစကားစ60လောက်ကိုလိုက်ပါလာတာတဝဲကနေမြေချောင်းတိုင်းမြေဘက်ကို UTP ဆင်းလာတာပါလို့တဝဲတပ်ပေါင်းစုမှာပါဝင်နေလောင်လုံးမြို့နယ်ပါကဖာမှာပြောခွင့်ရသူတောင်းက ပြောပါရယ်တိုက်ခိုက်မှုမှာ7မိနစ်ခန့်အပြန်လဲပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဇက်လေး RPG ထိမှန်ပြီးမီးလောင်က၁၄ကိုယ်တဲ့ပျက်စီးသွားတဲ့အပြင်စစ်ကောင်စီတပ်သား20ခန့်ထိဆုံးခဲ့က30ခန့်ဒဏ်ရာရသွားကြောင်း၎င်းကဆက်ပြောပါရယ် တိုက်ခိုက်ပြီးရဲ့နောက်ပိုင်းမှာမီးလောင်လို့ဆက်လီကိုယ်တဲ့ပျက်စီးသွားတယ်။လေကတော့ရေစီးအတိုင်းမျိုးပါသွားတယ်။လောင်းလုံးမျိုးနဲ့ပတ်ကဖာမှပြောခွင့်ရသူကရှင်းပြပါရတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ရဲ့ထိခိုက်ဒေဆုံးမှုအပေါ်သတင်းဌာနကတော့အတိမပြုနိုင်ပါဘူး။အလားတူမလလီရဲ့ညနေ၄နာရီခွဲကန်ကလည်းတဝင်းမျိုးမှတဆင်မြင့်ချောင်းတိုင်းစစ်မှုရန်တင်နေသားများတင်ဆောင်ပြီးကွန်တိန်နာတင်မောနဲ့ဆုံဆင်းလာတဲ့စစ်ကောင်စီတပ်သားများကိုလောင်းလုံးပတ်ကဖာနဲ့တဝင်းပြည်သူကာကွယ်တပ်ဖွဲ့ DDD လို့ပူပေါင်းပြီးကြားပြန်တိုက်ခိုက်ခဲ့သေးတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။